Thanksgiving Day ကျေးဇူးတော်နေ့ကိုအမေရိကန်နဲ့နိုင်ငံတကာများများမှနှစ်စဉ်ကျင်းပကြပါတယ်။အများပြည်သူယုံပိတ်ရက်လည်းဖြစ်ပါတယ်။ဒီခေတ်တုန်းကပြည်နယ်တစ်ခုနဲ့တစ်ခုကျင်းပတဲ့နေ့ရက်ကွဲပြားခဲ့ကြပြီးအမေရိကန်သမ္မတလင်ကွန်လက်ထက်ရောက်မှနိုဝင်ဘာလရဲ့နောက်ဆုံးကျင်းပပွဲနေ့ကိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ Thanksgiving Day သမိုင်းချင်းချုပ်က1620နှစ်များမှာဟူရီကန်ဘာသာဝင် အင်္ဂလန်ပရိုတက်စတန်တစုက မေဖလာဝါသင်္ဘောနဲ့အင်္ဂလန်မှာထွက်ခွာခဲ့ပြီးအမေရိကန်မက်ဆာချူးဆက်ပြည်နယ်ကိုရောက်ခဲ့တယ်။ကမ္ဘာသစ်ကြီးဖြစ်တဲ့ အမေရိကန်ကိုသင်္ဘောနဲ့အဆင်ပြေစွာဆိုက်ရောက်ခဲ့ပြီးဒေသခံတွေရဲ့ကူညီမှုရခဲ့တယ်။နေမြေသစ်မှာငကိုနေထိုင်ကြတဲ့ဒေသခံ Red Indian များနဲ့တွေ့ဆုံခဲ့ရတယ်။ဆောင်းရာသီခက်ခဲတဲ့ကာလမှာဒေသခံ Red Indian များရဲ့အကူအညီနဲ့အစားအသောက်များကိုရရှိခဲ့တယ်။ရေကန်မြေကန်ကောင်းတော့ကောက်ပဲတိနဲ့နေဖြစ်ထွန်းခဲ့ကြလို့ ဒါတွေအားလုံးဘုရားသခင်ရဲ့ကောင်းချီးပေးမှုကြောင့်ဖြစ်ပြီးယေရှုတော်ကိုတုံ့ပြန်တဲ့အနေနဲ့ယေရှုတော်နဲ့အချင်းအမှတ်စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။အမေရိကန်နေအတွက်ယေရှုတော်နေကိုပထမဆုံးသတ်မှတ်ခဲ့တာကတော့1621ခုနှစ်ဖီဂရစ်မှာစတင်တဲ့ပထမဆုံးသီးနှံရိတ်သိမ်းပွဲဖြစ်ပါတယ်။အဲဒီကနေနှစ်စဉ်ကျင်းပလာခဲ့ကြပါတယ်။ယေရှုတော်နေမှာမိသားစုတွေမိတ်ဆွေတွေနဲ့အတူပျော်ရွှင်စွာ ဝိုင်းဖွဲ့စုယုံစားတောက်ကြပြီးအထက်ကဟင်းလျာကကျက်စင်သားဖြစ်ပါတယ်။မြန်မာပြည်မှာလည်းကောက်သက်စားပွဲတော်ဆိုပြီးမိမိတို့တောင်းရတွေလယ်ဆိုင်ခင်းတွေကထွက်တဲ့တတိဝလံပေါဥပေါပြားတွေကိုဖျားချောင်းယူလာကြပြီးစက္ကပ်ပူစော်ချတဲ့ပွဲတော်လုပ်ကြပါတယ်။မဆင် thanksgiving day